င်္ဂလာပါ။ audio wine zone နိုင်မှာကြိုးစားပါတယ်။ယခုတစ်ခါမှာတော့ဝိုးလေဝတမြန်မာရန်ကုန်ဌာနကွဲပိတ်ကနေတင်ထားတဲ့အချိန်ခါမဟုတ်မိုးရွာပြီးဝိုးတက်လေပြင်းတိုက်ခတ်နိုင်သည့်အသေးပေးချက်ဆိုတဲ့ပုတ်တစ်ခုကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။အချိန်ခါမဟုတ်မိုးရွာပြီးမိုးတက်လေပြင်းတိုက်ခတ်နိုင်သည့်အသေးပေးချက်1386ခုနောက်တစ်ခုလာပြကျော်၂ရက်2025ခုနှစ် ဧပြီလ14ရက်ခမ်းမန်းချက်ဒီနေ့မြန်မာစံတော်ချိန်9:00ခွဲအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရဘင်္ဂလားပင်လယ်အော်တွင်မှလာသော လေနွေးများ အရှေ့ဘက်မှလာသောလေပွေလိုင်းများနှင့်အာရှကုန်းတွင်းဒေသမှလာသော လေအေးများတွေ့ဆုံမှုကြောင့်14ရက်4လ2025ရက်နေ့တွင်နေပြည်တော်စကိုင်းတိုင်းဒေသကြီးအောင်ပိုင်းမန္တလေးတိုင်းဒေသကြီးအကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်အထက်ပိုင်း ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာကျကျမှ နေရာဆက်ဆက်15ရက်လေးလ2025ရက်နေ့တွင်နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအစီပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျကျမှနေရာဆက်ဆက်16ရက်လေးလ2025ရက်နေ့တွင် စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအထက်ပိုင်းပဲခူးတိုင်းဒေသကြီးတောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာချက်ချက်မှနေရာဆက်ဆိတ်18ရက်4လ2025ရက်နေ့တွင်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းပဲခူးတိုင်းဒေသကြီးတောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်း ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာကျကျဲမှ နေရာဆိတ်ဆိတ်၁၈ရက်လ၂၀၂၅ရာစုနှစ်တွင်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မွန်ပြည်နယ်တို့တွင်နေရာကျကျဲမှနေရာဆိတ်ဆိတ်၁၉ရက်လ၂၀၂၅ရာစုနှစ်တွင်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အထက်ပိုင်းတို့တွင် ေရာကျဲကျဲမှနေရာစိတ်စိတ်20ရက်4လ2025ရက်နေ့တွင်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာသုံးပြီးနေရာကွက်၍မိုးကြီးခြင်းမိုးတက်လေပြင်းတိုက်ခတ်ခြင်းမိုးချွန်းခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းနဲ့မိုးကြိုးဖြစ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကျစဉ် မြေပြင်လေသည်တနာယီလင်းမိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်အသိပေးချက်တို့ဖြစ်ပါ၍ယနေ့မှစ၍20ရက်4လ2025ရက်နေ့အတွင်းမိုးထစ်ကျုံရွာသွန်းခြင်းနှင့်အတူနေရာကွက်၍မိုးကြီးခြင်းမိုးသီးကျွေခြင်းမိုးချိုးပစ်ခြင်းနှင့်မိုးတက်လေပြင်တိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်မှသဖြင့်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်း၊မြေပြိုခြင်း၊မိုးကြိုးဖြစ်ခြင်းများ လေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတစ်ကိုင်းများဖိုက်ဘာလိုင်းနှင့်လမ်းစစ်တအားလိုင်းများပြိုကျခြင်း၊ရိုင်းလဲခြင်းစသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်အထက်ဖော်ပြပါဒေတာများရှိမိဘပြည်သူများအထူးအဖြစ်မြင်းကလေးဘေးဒဏ်သင်ခဲ့သည့်ဒေတာများမှ မိဘပြည်သူများနေဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်ဖိုက်ပြိုးမွေးမြူတောင်သူများနေဖြင့်လည်းအချိန်ခါမဟုတ်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် တင်းနံပြည့်စည်ဆောင်ချက်မှုများမှာဖြစ်ပေါ်စေရေးကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိနိုင်ရန်အတိပေးတင်ပြအပ်ပါသည်။သဘာဝဘေးအန္တရာယ်တို့မှကင်းလွတ်ငြိမ်းအေးကြပါစေ။ထူးခြားမိုးလေဝသသတင်းများအားအချိန်နှင့်တပြေးညီ သိရှိနိုင်မှာရန်မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲပိတ်အား follow ပြုလုပ်ထားနိုင်ပါသည်။ဒေါက်တာဆိုင်းခွန်အာကာစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုယ်စားပြုဌာနမိုးလေဝသမြန်မာ